ဒါ excel excel formula တွေပေါ့နော်နိုင် excel ဆိုတာမဟုတ် formula ကိုယ့်ခုရှိတယ်လို့ကျွန်တော်ပြောခြင်းလို့နော် formula ပုဂ္ဂိုလ်ဒီထဲမှာတပေါင်းနဲ့ထည့်ပြီးတော့ပြပေးထားတာနော်အာ formula မနေ့ကခါလေးမနေ့ကအတိုင်းပဲဆက်ပြီးတော့ဟောပြလိုက်တယ်နော်မနေ့ကတင်းငယ်စာဝယ်ဆက်ပြီးတော့နှွေးလိုက်တယ်နော်ပထမဆုံး sum formula ဒီမှာနော် sum ဒါပေါင်းအလုံးပေါင်းခြင်းပေါ့နော်ဘယ်လိုပေါင်းလဲဆိုတော့တချို့တွေကဒီလိုပေါင်းလိုက်တယ်ပေါ့နော်ဒီလိုလုပ်ပြီးတော့ ခါတည်းသတ်မှတ်ပြီးတော့ဒီမှာ auto send ဆိုတာရှိတယ် home လေးက auto send ဆို online လေးဒီမှာထွက်တယ်เนาะအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကညီမချင်း send အချူအမ် send ပြီးရင်တက်ပေးခုံပြီးရင်ဒီတစ်ခုအားလုံးကိုဒီ January February March April May ရဲ့ဒါဘာပေါ်เนาะသူ့ရဲ့ value တွေကိုသတ်မှတ်လိုက်ရင်ပြီးတော့ quick pay လေးကျွန်တော်ကွန်ပီလီခလာပြီးတော့အန်တာလေးခေါက်လာတော့ဝင်သွားပြီနော်အိုက်တမ်မီဒီယာလေးကိုအပေါင်းလေးပြသွားရင်ဆွဲချလို့ရတယ် လိုပဲဒီဘက်ကလည်းဒီတိုင်းပဲ equal sum ဒီမှာပေါ်လာဆိုရင်အတက်ပြီးခုံလိုက်ပြီးရင်ဒီဘောကဇန်နဝါရီမှာရှိတဲ့ report တို့ paper တို့ ruler တို့ရဲ့ဗီဒူတွေပေါ့နော်အကုန်လုံးဆက်လက်မလာပြင်ကွင်းပိတ်လို့တော့ပိတ်ပိတ်ပြီးအတားနေလိုက်ရင်သူရဲ့အားလုံးပေါင်းလက်ကိုရတယ်နော်ပြီးရင်ဒီအပေါင်းလေးလက္ခဏာလေးပေါ်လာပြီးသားပြီဆိုရင်ဒီဘက်ကိုဆက်ပြီးဆွဲလိုက်ရင်သူရဲ့အားလုံးတိုးတက်ပြီးပေါင်းလာရတယ်နော်အဲဆမ်ဖော်မြူလာ နော်ဆန်းနေပြီးတော့ခေါ်စားနေပြီးတော့ကွက်တကွက်ချင်းစီနေပေါ့ဟုတ်လားတကွက်ချင်းစီနေပြီးနေကြားရပါကပါဘာအဲ့တော့ဘာမှခံရမလို့ဘာမှခံရမလို့ဒီကုန်းပိန်ပြီးတော့ဖြေတော့အန်တာနက်လိုက်အောင်ဟုတ်တယ်ပြီးနောက်တစ်ခုကျွန်တော်မနေ့ကပြောခဲ့သလိုအလွယ်ဆုံးနေလို့နေလေးတစ်ခုရှိတယ်ဒီဟာလေးအလုံးဒီလိုစလမ်မလိုက်တေဘတ်တစ်ခုလုံးစလမ်မလိုက်စလမ်ပြီးစလမ်မပြီးတော့ order equal နေလိုက်ရင်လေဒါ auto ဆန်းအကုန်ပေါင်းပေးသွားတယ်နော် တောင်းလိုက်လဲပေါင်းသလိုဒီလိုလျှောက်လိုက်လဲသူပေါင်းတယ်နော်ဒါ order မှတ်ထားတယ်နော်အော်တာနဲ့ equal နဲ့တွဲပြီးနှိပ်လိုက်ဒါချက်တင်းနဲ့စံပေါင်းတာပေါ့နော်ကြားပြီနော်နောက်တစ်ခုကနောက်တစ်ခုက average ဆိုတဲ့ formula ပေါ့နော် average average တွက်တာပေါ့နော်ဒီဒီ product တွေရဲ့ဒီ last in life ဒီရောင်းရတဲ့ value တွေပေါ့နော်ရောင်းရတဲ့နှုန်းတွေအဲသူ့ရဲ့ဟိုဘယ်လောက်ရှိလဲဆိုပြီးတော့ဒါ average ဖြစ်အောင်ပေါ့နော် total တော့မဟုတ် average ပေါ့ ါကနောသဘောမျိုးပေါ့နော်ဘယ်လောက်အဲ့လိုမျိုးသိကျင်နေဆိုရင်သူကလိုလို့လဲဆိုတော့ဒါကတော့ဥပမာတစ်ခုပြတာအခုအဲ့ဒါဥပမာကိုအဲ့ဖော်မြူလာကိုသိကျင်နေဆိုရင်သူ click နှစ်ချက်နေလိုက်ရင်တွေ့ရဟိုဟာဖော်မြူလာထွက်တယ်နော်အဲ့တော့ဘယ်လိုကြည့်တယ်ဆိုတော့ဒီ paper ရဲ့ဒီ paper ရဲ့ဒီ၅လ၅လစာ every no သိကျင်နေဆိုရင် equal a b e r ဒီကြီးဆိုရိုက်လိုက်ရင်သူ auto ပေါ်လာရင်ဒီကောင်လေးကိုတက်ပြီးခုန်လိုက်ပြီးကွင်းစားလေး auto ပေါ်လာမယ် ပြင်ဒီလိုချင်တဲ့လတွေအကုန်လုံးကိုဆလတ်မှတ်သွားရင်ဒီမှာသူ့ရဲ့ဟွာဝင်သွားရင်နော်ပြင်ကွင်းပိတ်လေးပိတ်ပြီးမယ်ပြင်အန်တာနေလိုက်အဲသူ့ရဲ့ AB ဒီလေးလာစား AB ဝင်သွားတယ်နော်ဒါပေါင်းပေါင်းလာမုံနော်သူ everywhere ကြာတာအဲ့တော့ဒီကောင်လေးကိုဒီလိုချက်ချင်းလေးတွေနေပြီးတော့ထောက်လိုက်ပြီးတော့ပေါင်းလက်ဆောင်လေးပေါ်လာအောက်ကိုဆွဲချလိုက်သူ့ရဲ့ everyday ကိုရလာတယ်နော်ဒီ formula အတိုင်းပဲသူကခါရဲ copy paste လုပ်သွားတယ်နော်အဲ့ every formula နောက်တစ်ခုက if formula နော်ဒီက if if ဆိုတဲ့ formula နော် if ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့စောင်းပွဲတွေမှာဟိုအမှတ်စင်းနေဟိုတတ်မှတ်ပြီးတော့40ထက်40နဲ့ညီပြီးတော့40ထက်များမယ်ဆိုရင်အောင်မယ်40အောက်ကျမယ်ဆိုတော့ဟိုစောင်းပွဲကျမယ်ဆိုတော့အဲ့လိုသဘောမျိုးတွေပေါ့နော်ဒါဥပမာအနေနဲ့ if formula လေးတွေကိုထည့်ပေးလို့ရတယ်ဘယ်လိုလဲဆိုတော့ဥပမာဒီမှာမောင်မောင်တို့အောင်အောင်တို့စုစုတို့ဒါအကြောင်းသားတွေရှိမယ် မှာသူတို့ကြားတဲ့အမှတ်တွေရှိမယ်အမှာ personal fee နဲ့ခွဲမယ်ဆိုရင်ဘယ်လိုခွဲမလဲဆိုရင် equal ရရမှာ exam မှာဘာနဲ့လှုပ်လှုပ်လဲဆိုတော့ equal နဲ့ပဲလှုပ်လှုပ်တယ် equal ကအတက်ပဲเนาะ equal နောက်မှာကိုကြိုက်တဲ့ formula တွေကိုထည့်သွားလို့ရတယ်เนาะအဲ့တော့ if ပေါ့เนาะ if i f sorry i f if အတက်လေးခုံလိုက်မယ် if လို့ပေါ်လာတက်လေးခုံလိုက်မယ်ကွင်းစားလေး auto ပေါ်လာပြီအဲ့တော့မှာကိုကလိုချင်တဲ့ဟိုပါပေါ့เนาะခဏပေါ့ value တစ်ခုထည့်မယ်ဒီကလေးကို slam မဲ့လိုက် ပြီးရင် greater than equal အမှတ်40လို့တက်မှတ်လိုက်မယ်နော်အမှတ်100ပေးထားတဲ့ဆောင်းပွဲမှာအမှတ်40လို့တက်မှတ်လိုက်မယ်ဒီဟိုဒီအကွက်ထက်ကအမှတ်က40တက်ကြီးတူမဟုတ်ညီရဆိုရင်ဆိုပြီးတော့ comma လေးကုန်မယ်ဒီ if formula တို့ concentrate တို့ sum it တို့ကြမှာ comma လေးတွေပေါ်လာအပေါ် sum တို့ every တို့ကတော့ဟိုလိုဒီ comma မလိုသေးဘူးသူကတကွက်သေးပဲဟိုကောင်းကြတော့သူရဲ့ formula တွေကရှည်သွားပြီလေသူကခွဲခြားရတဲ့ဟာတွေပါသွားပြီ ဆိုတော့ကောမကုတ်တယ်ပြီးရင်ဟိုဒီဒီမြေတောင်ဖွင့်ပေးလေးထည့်မယ်ပေါ့နော်ပြီးရင် BASS pass နော်ဒါဆိုရင်40နဲ့ညီတယ်ကြီးတယ်ဆိုရင်ဆိုရင်အောင်မယ်ပေါ့ဆောင်းမဲ့အောင်မယ်အဲ့ဒါမှမဟုတ်ဘူးဆိုရင်မြေတောင်ဖွင့်ပေးလေးနဲ့ fail ပြီးမယ်ဆိုပြီးတော့နော်ပြီးတော့ queen pick လေးတို့အများပိတ်ပေးရမယ်ပြီးရင် enter ခောက်ချတာဒါဆို pass ဖြစ်သွားပြီနော်ဘာလို့60ဆိုတော့ pass ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကစကြည့်မယ်ချားရမယ် လေးစက်အောက်ကြတဲ့ဟာမရှိဘူးဖြစ်နေ။ဟောမရှိဘူးဖြစ်နေ။ကဲတုံးတဲ့ကိုထားလိုက်ဒီကောင်။ဟောဒီလေးကိုခုနလိုပြောသလိုပဲအဲ့လိုဆွဲစားကြည့်လိုက်မယ်ဆိုရင်ဟင်းဖေးလျောက်ရှိနေနော်။လေးစက်အထက်လေးစက်အောက်ကြသွားလို့တုံးတဲ့ကိုဆိုဖေးနော်။ဟုတ်ပြီဒါ if formula ဒီဒီပတ်စံဖေးမှာမဟုတ်ဘူး။ကျန်တဲ့အဲဆောင်းပွဲ result ထွက်တဲ့ဟာမှာမဟုတ်ဘူး။ကျန်တဲ့ formula တွေကျန်တဲ့ဟိုဟာတွေမှာလည်းဒီ formula ကိုသုံးလို့ရတယ်เนาะကျန်တဲ့လုပ်ငန်းတွေမှာလည်းဒီ formula formula ကိုသုံးလို့ရတယ်နောက်တစ်ခုကတော့ concentrate concentrate ဆိုတာပေါင်းစည်းတာဒီမောင်မောင်နဲ့ပကိုးနဲ့ဒီ name နေနဲ့ဒီ address နေဒီနေ့ကျွန်တော်တို့ကပေါင်းပြီးမှတချောင်းနဲ့ဖြောင်းလုပ်ပြီးမှာပေါ့နော်အဲအဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒါပေါင်းပြီးထားပါပေါ့နော် concentrate ဆိုတဲ့စကားလုံးနဲ့ဒီလိုမျိုးပေါင်းထည့်ထားတာကြတော့တိတ်မတက်ရက်တလို့ဖြစ်နေတယ် ဟိုပူနေပါဘောနော်စလုံးတွေပူနေတော့စပီလေးချခြင်းနေဆိုရင်ဒီမှာဒီကောင်အောင်အောင်နဲ့မန္တလေးကိုကျွန်တော်တို့လုပ်ကြည့်မယ်။ဘယ်အားဖြစ်ဖြစ်ဟိုဖော်မြူလာထည့်မယ်ဆိုရင် equal ရဆရပါပဲ equal ပြီးရင် concentrate ဆိုတာကိုရကြည့်မယ် CO1 ပေါ်လာပြီနော် concentrate ဆိုတဲ့ဟာလေးပေါ်လာရင် table နဲ့ခေါ်လိုက်မယ်။နော်လေကော sorry အမှန်နော်ဒီဒီအောင်အောင်ဆိုတော့ကိုယ့်ကိုစမ်းကြည့်မယ် equal c o n c o n concatenate เนาะ concatenate ကို double ခုံလိုက်မယ်သူ့ရဲ့ဒီပထမအကွက် name ရဲ့ name ဆိုတဲ့အကွက်ကလေး data လေးကို value တွေထည့်လိုက်မယ်ပြီးရင် comma လေးကုန်မယ်ပြီးနောက်ထပ် mandalay address မှာရှိတဲ့သူ့ရဲ့ mandalay ဆိုတဲ့အကွက်ကိုနှိပ်လိုက်မယ်ဒီမှာပေါ်လာပြီ i h 18ဆိုတော့ပေါ်လာပြီးပြီးရင် queen page လေးပြီးလိုက်မယ်ပြီးရင် enter ခောက်ထားလိုက်မယ်အဲဆိုရင်အောင်းအောင် mandalay အဲ့တော့အဲ့လိုမလုပ်ချင်ဘူးဒါပူနေတယ်ပူနေတယ်ဆိုရင် equal to my concatenate con con concatenate တက်ခုံမယ်ပြီးရင်ဒီစုစုဆိုတဲ့ name ကိုနှိပ်မယ်ပြီးရင်ဟို comma ကုန်မယ်ပြီးရင် space ထားချင်တာဆိုတော့ဒီကြားထဲမှာကျွန်တော်တို့က space ပုံစံလေးထည့်ရမှာပေါ့နော်အဲ့တော့ဒီလိုမြေတော်ဖွင့်ပေးလေးထည့်မယ် space list ထည့်ချမယ်ပြီးရင် data desk ပေါ့ desk list ထည့်ပြီး space list ထည့်ချမယ်ပြီးရင်မြေတော်ဖွင့်လေးပိတ်မယ်ပြီးရင် comma ပိတ်မယ် ပြီးရင်နောက်ထပ်ဒီသူ့ရဲ့စုစုရဲ့ address ပေါ့နော်ရန်ကုန်ဆိုတာလေးကိုနှိပ်လိုက်မယ် i19 ဆိုတာလေးပေါ်လာပြီဆိုရင်ကွင်းပေးလေးပိတ်လိုက်မယ်ပြီးရင် enter နှိပ်ဒါဆိုရင်စုစုရန်ကုန်နော်ဒါလည်းဒီလိုလေးလုပ်ထားတာအဲ့ဒါအောင်မှကိုတို့ကဒီလိုလေးအောက်ကဟာတွေလည်းအကုန်လုံးဆွဲချခြင်းနေဆိုရင်သူ့ရဲ့ဟိုအတိုင်းအကုန်ရပါတယ်နော်ခုန်ဖြတ်လိုက်မယ်ဘောင်းလက်ခဏလေးပေါ်လာအခုဆွဲချလိုက်ရင်ဒါကွန်ကတ်တင်းလေးလုပ်တာပေါ့နော်အခုပေါင်းစည်းပြလိုက်တာနော် အဲမနေ့ကအတီအတီတင်ပြီးသွားတော့နောက်ထပ်နောက်ထပ်ကြတော့ sum if to count if လို့စတင်ပါမယ်နော်ဒီဘက sum if နဲ့ count count if sum if နဲ့ count if ကကြတော့တော့ဘာလို့လုပ်ချင်တာလဲဆိုတော့တော့ပေါင်းပေးမယ်ပေါင်းပေးရင်ဘာဖြစ်လာမလဲဟိုရေတွက်ပေးမယ်ဆိုရင်ဘာဖြစ်လာမလဲပေါ့နော်အဲ့လိုလေးလေးပေါ့နော်သူရဲ့သဘောတရားလေးတရားတွေကကျွန်တော်တို့ရဲ့နှိမ့်ချုပ်စင်းယူထားရပါတော့နော်ဒီတိတ်မှာ ီ product တွေက laptop တို့ဖုန်းတို့ printer တို့ကဒီဟိုဟာဒီမောင်မောင်ကဒီမထီလာမှာဒီဟိုဟာ laptop စနေလုံး PC နဲ့ရှောင်းလိုက်တယ်အမြက်ကဒီ value ကဒီတော့ရတယ်ဆိုတဲ့ဟာလေးနှစ်ချုပ်စင်းနေရှိရပေါ့နော်ခုကဒီနေ့ဟိုဒါဆန်ရွတ်တပေါ့လို့တယ်ဆိုတော့အောက်မှာနမူနာလေးနှစ်ခုပြထားတယ်ကျွန်တော်တို့ကဖုန်းအတွက်ဒီဒီမျိုးစားတွေ product တွေထဲမှာမှာဖုန်းအတွက်ပဲလို့ဖုန်းအတွက်ယူမယ် quantity ဘယ်လောက်လဲဒီအားလုံးသိကျင်တာကျွန်တော်တို့ကတရားကြအကုန်လုံး လုံးနေတာဟုတ်လုံးနေတာဟုတ်တက်တက်ဆွတ်ထုတ်ခြင်းလားဆွတ်ထုတ်ပြီးဖုန်းဒရိုက် quantity ဘယ်နှခုလဲဆိုတာဟုတ်သိနေတာလေနော်အဲ့တော့ဒီမှာဖုန်းကဒီမှာတစ်ခုဒီမှာဒီမှာတစ်ခုဒီမှာတစ်ခုနှစ်ခုဒီမှာတစ်ခုသုံးခုအဲ့တော့မှဒီမှာ quantity တရားဟောပြနေတော့ကျောင်းနေပါဘောနော်အဲ့တော့တိတန်ခွဲထုတ်ပြီး quantity ကိုသိကျင်လဲဆိုရင် तू က sample နဲ့သုံးတယ်လို့သုံးလဲဆိုတော့ဒီမှာကြည့်လိုက် sample ကိုနော် तू ထောက်ကြည့်လိုက်ရင်ဒီ product အကုန်လုံးယူရဲပြီးရင်ဒီဖုန်းကို ဖုံးစွဲဟွာကိုကိုရေးထားတဲ့ဟိုမျိုးစောက်ထောက်တယ်ပြီးရင် quality ရေးတဲ့တဲ့ကိုပြန်ထောက်ပြီးတော့ဖြည့်ထုတ်လိုက်တယ်နော်အဲ့ဒါလေးကိုလက်တွေ့ပြမယ်နောက်ထပ်ဒီဘက်မှာနောက်ထပ်လင်းနော်ဆက်ပြီးနဲ့လောက်တာနော် equal ကျွန်တော်ဒီဖုန်းကိုလုံးတယ်နော်ကျွန်တော်ဒီဖုန်းကိုလုံးဒီဖုန်းကိုဆွဲထုတ်ခြင်းနဲ့ဆက် F S U M F ဒီအမပေါ်လာဆိုရင်တက်ခုံပဲကိုယ်စားလေးအော်တိုပေါ်လာဆိုရင်ဒီ product ဆိုရအကုန်လုံးတွေကိုဟိုပါပေါ့ဒီဒီ column တစ်ခုလုံးကို slam လိုက်မယ် ဟိုဒီဘက်မှာဝင်သွားပြီဟိုဝင်သွားပြီပြီးရင်ပြီးရင်ကောမကုတ်မယ်နော်ကောမလေးကောမလေးရိုက်လိုက်မယ်ပြီးရင်နောက်တစ်ခုကဘယ်အိုက်ထဲမှာမှကျွန်တော်ကဘယ်မျိုးဆက်လက်တော့ဒီဖုန်းအဲနော်ဒီဖုန်းလို့ဝင်သွားပြီပြီးရင်ကောမလေးထပ်ကုတ်မယ်ပြီးရင်ကျွန်တော်တို့ connect ကိုသိနေတာဟိုဒီ connect ကိုသိနေတော့ဒီ connect ဆိုရယ် colon တစ်ခုလုံးကိုဆက်လက်လုပ်လိုက်မယ်ဝင်သွားပြီပြီးရင်ဝင်ပိတ်လေးပိတ်လိုက်မယ် အင်အင်တာနက်က59နော်59ခုဖြစ်သွားတယ်အစမ်းလေးဆိုရည်တဲ့စုစုပေါင်း9ဒီရည်တဲ့စုစုပေါင်းနှစ်ခုရောင်းလိုက်ရလဲဆိုတော့ဟိုပါဖြစ်တာနော်အဲ့တော့ကျွန်တော်လက်တွေ့ပေါင်းကြည့်လိုက်မယ်ဖုန်းဒီမှာ25လုံးရှိတယ်ဒီမှာလည်း12လုံးရှိတယ်ဆိုတော့39နော်ဒီလိုအောင်ပါတော့20နဲ့ဆို59ကအမှန်နေနော်အဲဆိုင်းရနေတော့အတူပေါင်းသွား revenue တွေ့မယ် revenue ကလည်းအတိုင်းပဲခုနလိုပဲနော်ခုနလိုပဲဒီဒီနောက်လောက်မှပြမယ်နောက်လောက်မှပြလိုက် equal sat if as an i f sat if အမပေါ်လာကတက်ခုံပဲခွင်းစားလေးပေါ်လာဆိုရင်သူရဲ့မျိုးစားပေါ့ဒီဖုန်းအဓိကတော့မျိုးစားတွေကိုသိကျင်လာဆိုဒီကောင်ကိုဆလတ်မှတ်ပြီးမှတ်လာရင်သူအော်တိုဝင်သွားပြီးပြီးရင်ကွန်မာလေးကုန်မယ်ပြီးတော့ဖုန်းမျိုးစားဖုန်းမျိုးစားပြီးရင်မျိုးစားကိုတက်မှတ်လိုက်တော့ဗောနော်ဒီနေရာမှာဖုန်းမှမဟုတ်ဘူးကျွန်တော် desktop လို့ဟို printer လို့လည်းရပြီးရင်ကွန်မာလေးထပ်ကုန်မယ်ပြီးကျွန်တော်ဒီကကြတော့ဒီ venue လိုချင်တာဟုတ်အဲ့တော့ price လိုချင်လေ price ကိုဆက်ထုတ်လိုက်လို့ရတယ်ဒီ value လိုချင်တဲ့ value ကိုဒီလိုလမ်းမှတ်လိုက်တယ်ဝင်သွားပြီဆိုရင်ဒီဝင်သွားပြီဆိုရင်ဟုတ်ကွင်းပေးလေးပေးလိုက်ပြီးရင်အတောင်းနေလိုက်နော်ဒါ double value ဟိုဒီဒီဘက် double value ကိုတက်တွက်ပြီးသွားနော်ဟုတ်ကဲ့ဟိုတော့တန်တန်ဘူးနော်အဲ့မြက်စုစုပေါင်းမြက်ဘယ်လောက်ကျသွားလဲဆိုတော့တွက်ပြီးသွားတယ်နော်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုနောက်တစ်ခုကျတော့ sum up ပြီးတော့ count up ဆိုတယ်နော်ဒီ sum တော့ခုနကတော့ပေါင်းခြင်းပေါ့နော် ဒါတော့အဲ့ထက်မှမှအရေးတော့ကိုပဲကျွန်တော်တို့ကလိုချင်တာအဲ့တော့ကောင်း infinite စမ်းတာကောင်းကလည်းအဲ့တိုင်အဲ့တိုင်းပဲဖုန်းကိုမျိုးစားကိုပဲဒီမျိုးစားတဲ့မှာမှဘယ်နှခါတော့ဘယ်နှဘယ်နှမျိုးဟိုဟိုဘယ်နှချင်းတော့ရောင်းလိုက်ရလဲဆိုရင်ဟောတွက်ပြီးတွက်ပြီးသွားနော်အဲ့တော့နမူနာပြမယ် equal c o u n t count if d i f နော် count if ဆိုရင်တက်လေးခုန်လိုက်မယ်ဟိုကွင်းကူးစားလေးပေါ်လာပြီဆိုရင် တို့တော့ဒီမျိုးစားတွေကိုဆွလမ်းမလမ်းနေအဲ့ဝင်သွားပြီတက်ဝင်သွားပြီကွန်မကုတ်ကွန်မဒီဖုန်းမျိုးစားတို့ဖုန်းပင်ကွန်မကုတ်ပင်ကွန်မကုတ်ပင်မူပြီးရင်ဒီတော့မုံကွန်မကုတ်ဆံလို့တော့ဒီကောဒီတော့အရေးအတွက်ပဲ count if နဲ့ပဲတွေ့တော့ဒီနှစ်ခုအဲ့တော့နေလိုက်ရင်၃ဂျင်ဟိုရနော်ဖုန်းက၃ဂျင်ကလေးဂျင်းနှစ်ဂျင်အဲ့အဲ့ဒါကိုဆက်ထုတ်တယ်နော်အဲ့အဲ့လိုပဲအဲ့ direct formula တွေကထည့်ပြီးသွားပြီဆိုတော့ဒီနေရာလေးတွေမှာကျွန်တော်တို့က ဟိုကြိုက်တဲ့ဟာပြောင်းလိုက်သူဖုန်းနေရာမှာဒီဟာနဲ့တော့ဒီဘက်ကစလုံးပေါင်းနေနေတော့တူပါအဲ့တော့မှာ desktop ဆိုပြီးတော့ပြောင်းကြည့်လိုက် SK DOP desktop အဲ့ဒါနဲ့ကြည့်လိုက်ဟောပြောင်းသွားနော်ဒီဘက်ကပြောင်းသွားနော်ဒါဆိုလေဒီတော့ခုထွက်ကြည့်ကြည့်နေကြည့်ကြည့်နေဆိုရင်ဒီကတော့ဒီနေရာ printer လို့ပြောင်းပြပရင်တာဒီပေါ်မှာပရင်တာတစ်ချိန်တစ်ချိန်တစ်ချိန်ပဲပါတယ်လားနော် ဟုတ်နော်အဲ့တော့အဲ့တော့ပရင်တာတို့ပြီးပေါင်းကြည့်လိုက်အဲ့တော့လည်းကြည့်လိုက်အချိန်ဖြစ်တယ်တွေ့လားနော်ကောင်းနေတယ်နော်ဒီနေ့မှအော်တိုရီပြောင်းပြင်ပြီးလို့ရတယ်ဒီကတော့ laptop ခုနကဖုန်းဆိုဒီက laptop ကြည့်မယ်လေးပြီးဒီ OP အဲ့တော့လည်းလိုက်မယ် laptop 30 quality 33ပေါင်းကြည့်လိုက်မယ်ရတယ် laptop ဒီမှာတစ်ခုရှိ22ခြေ22ခါအဲ့ဒီလေဟိုရောင်းရောက်ပြီလားကော နော် formula 2ကဒီနံပါတ်6ပေါ့နော်